ခုလိုမျိုးအမှားမဖြစ်ရအောင်ကျွန်တော်ရဲ့မိတ်ဆွေဒီဗီဒီယိုလေးကိုအဆုံးထိနားထောင်ပေးပါကျွန်တော်ဒီဗီဒီယိုလေးမှာတည်တည်ချာချာနားလည်သဘောပေါက်အောင် sharing နေနဲ့မျှဝေပေးခြင်းနဲ့အဒါဆိုရင်မြန်မာဆိုပြီးတော့ထည့်ပြီးတော့သွားသွားတယ်ပေါ့နော်ဒီနေရာကမြန်မာဆိုပြီးထည့်ပြီးတော့သွားတာနဲ့ content monetization set ကိုနှိပ်လိုက်တာနဲ့ monetization က automatic ကျသွားတယ်ပေါ့နော်တချို့ကြတော့လေဒီနေရာမှာ setup က setup ပေါ်လို့နှိပ်တယ်ပေါ့ဗျာဥပမာ စတားပေါ်လို့နှိတ်လို့မြန်မာဆိုပြီးရွေးချယ်သွားတာကဘာပြဿနာမှမရှိဘူးစတားကမြန်မာပြည်ကလည်းကျွန်တော်တို့ရှာလို့ရတယ်ပေါ့ဗျာစတားကတော့ရှာလို့ရတယ်အခုနောက်ပိုင်းက CMP တွေကိုကျွန်တော်တို့ကဝယ်ပြီးတော့ run တယ်ဝယ်ပြီးတော့ run တော့အဲကျွန်တော်တို့ဒီနေရာကိုဆက်တက်ကိုနှိတ်လိုက်တယ်ဆက်တက်ကိုနှိတ်လိုက်ပြီးတော့ကျွန်တော်တို့နာမည်ချိန်တဲ့ဘတ်ဒီချိန်တဲ့ချင်းပြီးတော့အမားလုတ်သွားတာကမြန်မာဆိုပြီးတော့ဒီနေရာကနှိတ်ပြီးတော့တွားလိုက်တာတွားလိုက်တာနဲ့ modernization က automatic ကျသွားရော အဲကြာတော့စားပစ်လာအထားတွေရှိတယ်ပေါ့နော်အဲဒါကြောင့်ကျွန်တော်ဒီဗီဒီယိုလေးကိုသေချာနားထောင်ပေးပါကျွန်တော် share နေနေပေါ့နော်အမှားမဖြစ်ရအောင် share နေနေမျှဝေပေးခြင်းတယ်တကယ်လို့ကျွန်တော်ရဲ့မိစ္ဆာကပေးတစ်ခုကိုကျွန်တော်မိစ္ဆာဝယ်လိုက်ပြီးဝယ်ပြီးတော့ဒီနေရာကိုအနံမဲလဲပြောင်းတယ်ဘက်တရီလဲပြောင်းတယ်ကန်ထိကြတော့မြန်မာဆိုပြီးတော့ထည့်သွားလိုက်တာ ਨੇ automatic modernization ကြာသွားတယ်ကြာသွားရင်အကိုကဒါဆိုရင်ပြတ်ဆဲလို့မရတော့ဘူးလားဆိုရင်တော့50 50ပဲအကျွန်တော်တို့ကဒါလေးကိုကျွန်တော်တို့က Facebook ဘက်ကိုပေါ့နော်စာလေးတင်ရတာရှိတယ်ကျွန်တော်ဒီ information ဖြည့်လိုက်တာအကန့်ထိဒီလိုပေါ့နော်ဟိုနယ်ကမှာသွားပါတယ်ဆိုပြီးတော့ စာရေးတင်လို့ Facebook ဘက်ကရော့ပြန်ဖြေပါဆိုပြီးတော့ payout link လေးချပေးလိုက်ရင်တော့ကျွန်တော်တို့ကပြန်ဖြေလို့ရတယ်။သူကမချပေးလောက်ဆိုရင်လည်းဖြေလို့မရဘူး။ဒါတော့ထက်ခါထက်ခါကျွန်တော်တို့ကကြိုးစားရတယ်။သူမပေးရင်တော့ဘာလို့မရဘူး။သူပေးမှရတာပေါ့နော်။ဒါကြောင့်သူတို့မျိုးမဖြစ်အောင်ကျွန်တော် share တင်နေနဲ့မျှဝေပေးခြင်းနဲ့ကျွန်တော်ရဲ့မိတ်ဆွေကစတားပေါ်လို့စတားပဲပေါ်ဘာပဲပေါ်ပေါ်ဆက်ကိုစပြီးတော့နှိပ်တော့မယ်ဗျာ။အကိုရအကောက်မှာပေါ်လို့ပဲဖြစ်ဖြစ်ပေးမှာပေါ်လာလို့သွားချိတ်တော့မှာပဲဖြစ်ဖြစ်ပေါ့နော်ဒီချက်လေးကလုံးဝသိထားဖို့လိုအပ်တယ်အကျွန်တော်တို့ ဥပမာဗျာကျွန်တော်ရဲ့မိတ်ဆွေကဒီဆက်ကိုကျွန်တော်ကနှိမ့်လိုက်မယ်စတားပဲထားလိုက်နမူနာပေါ့နော်စတားပဲဖြစ် saturation ပဲအားလုံးကအတူတူပဲအဲ့ဒီစတားကိုနှိမ့်လိုက်ဆက်ကိုတစ်ခုပေါ်လိုက်နှိမ့်လိုက်နှိမ့်လိုက်ရင် तू ကဘာပေါ်လာမယ်ဆိုတော့အခုလိုမျိုးဒါကျွန်တော်တို့က information ဖြည့်ဖို့ဆိုပြီးတော့ပေါ်လာတယ်အပေါ်ကနာမည်အောက်မှာကဒါကျွန်တော်တို့ဘတ်ဒေးထည့်မယ်အောက်က country ပေါ့နော်ဒီနေရာမှာကျွန်တော်ရဲ့မိတ်ဆွေကရွေးချယ်ရမှာကအကိုကဘယ်မှာနေတာလဲဦးဝထိုင်းမလေးစင်ကာပူ Facebook ကကွင်းပြည်နိုင်ငံမှာကျွန်တော်တို့ကနေတယ် โอเคဒါဆိုရင်ကျွန်တော်ကထိုင်းမှာနေတာဗောဗျာထင်သာမြင်သာဖြစ်အောင်ကျွန်တော်ကထိုင်းမှာနေတာဆိုရင်ထိုင်းမှာထုတ်ပေးတာဒီလိုမျိုးကက်တွေရှိတယ်အကျွန်တော်ရင်မောင်းလိုင်စင်းတို့ဒီလိုမျိုးဝက်ပန်းရောက်ကက်တို့ဝက်ပါမေးကက်အဖြူလေးတွေလည်းရတယ် password စာအုပ်လည်းရတယ်ဒီထဲကတိုင်းဒါကျွန်တော်တို့ကပြောင်းသွားမယ်ဥပမာဗျာကျွန်တော်ရဲ့မိတ်ဆွေရဲ့ Facebook အကောင့်ကမြန်မာလိုရေးထားတယ်ဥပမာဗျာအကိုကိုပေါ့နော်မြန်မာလိုရေးထားတယ်ရတယ်အဲ့ Facebook name ကိုမပြောင်းနဲ့ပြဿနာမရှိဘူးကျွန်တော်ရဲ့မိတ်ဆွေကဆက်ကိုနှိပ်လိုက်စတားပဲပေါ့ပေါ့ဗာပဲပေါ့ပေါ့ပေါ့နော်ဒီတစ်ချက်ကအရင်အရေးကြီးဆုံးချက်တော့အဲ့ဥပမာ ကျွန်တော်ရဲ့မိတ်ဆွေရဲ့အကောက်ကနာမည်မတူဘူးဒါပေမဲ့ဒီလိုမျိုးကျွန်တော်ရဲ့မိတ်ဆွေမှာ ID card တစ်ခုရှိတယ်ပေါ့နော်ဒါဆိုရင်ဒီ ID card တဲ့ကတိုင်ဖြစ်သွားလိုက် Facebook name ကိုပြောင်းစရာမလိုဘူးဥမာ Facebook name ကဗျာကိုကိုဖြစ်နေတယ် Okay ကိုကိုဖြစ်နေဒါဆိုရင်ကျွန်တော်တို့က CN setup ပေါ်လာပြီ CN မဲ့ပေါ်ပါပေါ့အဲ့ဒီ setup ကိုနှိပ်လိုက်နှိပ်လိုက်ရင်အခုလိုမျိုးဒါကျွန်တော်တို့ကဖြည့်ဖို့ကြာလာတယ်ပြန်လာတယ်ဆိုတာကဒီမှာကျွန်တော်တို့ အပေါ်မှာကနာမည်ထည့်မယ်အောက်ကဘတ်တွေအောက်ကကမ်းထည့်ဒါဆိုရင်ဘယ်နေရာကသုံးရမယ်ဆိုကျွန်တော်ရေးမစကဒီလိုမျိုး ID card ပေါ်ကသုံးမယ်ဆိုတော့ဒီလိုမျိုး ID card ပေါ်တော့ဒါမှမဟုတ်လို့ရင်မောင်းလိုင်းဆိုလဲရင်မောင်းလိုင်းစေဒါမှမဟုတ်လို့ကျွန်တော်တို့ကဗီဇာစာအုပ်ဆိုတဲ့ဗီဇာစာအုပ်ဗီဇာစာအုပ်ထဲကတိုင်ထည့်မယ်ဗျာဥပမာဒါဆိုရင်နာမည်ကဗီဇာစာအုပ်ထဲကဥပမာမောင်မောင်ဆိုလဲမောင်မောင်ထည့်မယ်ဒါပေမဲ့ Facebook နဲ့ကကိုကိုပြောင်းစရာမလိုဘူးဒီနေရာမှာကိုကိုလာပြနေတာအဲ့ကိုကိုဖြတ်လိုက်ဖြတ်လိုက်ပြီးတော့ဒီလိုမျိုးကတ်တဲ့အခါတိုင်းမောင်မောင်အဲဒါနမူနာပြပြပေးတာနော်အဲဒီလိုမျိုးကတ်တဲ့အခါတိုင်းမောင်မောင်ပြောင်းမယ် ောက်ကဘတ်အကန့်အဲကျွန်တော်တို့ဘတ်တွေကိုလည်းဒီကက်ထက်ကအတိုင်းဘတ်တွေကိုအော်တိုမက်တစ်ပြောင်းမယ်ဒါဆိုရင်ဒီကက်ကကျွန်တော်ဘာမှနေတာထိုင်းမှာလားโอเคအောက်ကလည်းထိုင်းကိုနှိပ်မယ်ထိုင်းကိုနှိပ်ပြီးတော့အဲ့ဒီနေရာကိုနှိပ်ရမှာတချို့ကျတော့အဲ့ဒီတိုင်းမနှိပ်ဘဲနဲ့အခုစားတဲ့ကိုနှိပ်လိုက်တယ်ပေါ်လာတဲ့အတိုင်းအပြာလေးအပြာလေးနဲ့အနှိပ်နေပြီးတော့အဲ့ဒီ info နှိပ်သွားတယ်ဘယ်နေရာမှာပြောင်းရမလဲဆိုရင်လည်းကျွန်တော်ရဲ့မိစ္ဆာကနှိပ်လိုက်အခုလိုမျိုးပေါ်နေတယ်ကန်းထီးက လွဲနေတယ်အဲ့ဒီမှာကန်းတဲ့အဥမှာပဲနာမည်ကန်းထီးလွဲနေတယ်ဆိုအောက်မှာခဲနံပုံလေးနဲ့တွေ့လား အခဲရံပုံလေးနဲ့ရှိတယ် update your information ဆိုတာခဲရံပုံလေးနဲ့ရှိတယ်နော်အဲ့ဒါလေးကိုနှိပ်ပြီးပြောင်းရတာတချို့ကျတော့အဲ့ဒီအောင်မနှိပ်ဘဲနဲ့အောက်ကအပြာလေးကိုနှိပ်ပြီးတော့သွားလိုက်တာသွားလိုက်တာဖြစ်တဲ့တွေကလွဲသွားတာပေါ့နော်ကျွန်တော်ရဲ့မိစ္ဆာကစတားပဲနှိပ်နေ secretion ပဲနှိပ်နေ CN set up ပဲနှိပ်နေဆက်ကိုနှိပ်လိုက်တာနဲ့ तू ကဒီလိုမျိုးတက်ပေါ်လာမယ်တက်ပေါ်လာတော့ information နာမည်ကလည်းလွဲနေတယ်ကိုရဲ့ account ကလည်းလွဲနေတယ် birthday ကလည်းလွဲနေတယ်ဆိုရင်အောက်မှာကျွန်တော်တို့ခဲတံပုံလေးနဲ့ရှိတယ်အဲ့ဒီခဲတံပုံလေးနဲ့တော့ update information ကိုဒါကျွန်တော်တို့ကပြင်ဖို့အတွက်အဲ့ဒီနေရာလေးကိုနှိပ်လိုက်ရင် အခုလိုမျိုးပြင်လို့ရတယ်โอเคဘယ်လိုမျိုးပြင်လို့ရမလဲဆိုလဲကျွန်တော်နောက်မှာဗီဒီယိုလေးကိုထပ်ကြည့်လိုက်အဲဒီဗီဒီယိုโอเคဒါဆိုရင်ပြင်တဲ့နီလန်းလေးကိုကြည့်မယ်เนาะအဲကျွန်တော်ကတော့နမူနာအနေနဲ့စတားကိုကျွန်တော်ပြပေးမယ်ပေါ့เนาะစတားပဲဖြစ် screen ဖြစ်အတူတူပဲနှိပ်လိုက်โอเคစတားကိုနှိပ်လိုက်ရင်သူကဒီလိုမျိုးပေါ်လာပြီပေါ်လာပြီဆိုရင်ကျွန်တော်ရဲ့ message ကတကယ်ကြီးအပေါ်မှာအောင်ဦးလို့နာမည်တွေကလွှဲနေတယ်ပြင်မှဆိုရင်တော့အမခဲတန်လေးရှိတယ်လွဲနေတယ်ဆိုရင်တော့ပြင်ရမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ ID ကတ်တဲ့အတိုင်းပြင်မယ်ဒါဆိုရင်ခဲတန်လေးကိုနှိပ်မယ် ခဲတဲ့နေနှိပ်လို့ဒီနေရာမှာကျွန်တော်ရဲ့မိစ္ဆာကနာမည်က ID ကတည်းကဘယ်နဲ့လုံးလဲ၃လုံးလား၃လုံးဆိုရင်အပေါ်မှာ၂လုံးအောက်မှာ၃လုံးရေးလိုက်ရသူကနှစ်နေရာပဲပြနေတယ်ပေါ့နော်နှလုံးသမားဆိုရင်တော့လေအပေါ်တလုံးအောက်တလုံးပေါ့နော်အဲသဘောပေါက်မယ်နာမည်နေရာမှာအမှန်ကထည့်မယ် ID ကတည်းကတိုင်းထည့်မယ်အောက်ကဘတ်ဒေးဆိုရင်လေအဲ့ဒီဘတ်ဒေးနေရာကိုတစ်ချက်နေမယ်နှိပ်ပြီးတော့ဒါကျွန်တော်ရဲ့မိစ္ဆာကဒီနေရာမှာဘတ်ဒေးချိန်မယ်ချိန်မှုတော့တက်ခရစ်ကဟိုးပေါ်မှာ2025ဆိုတာရှိတယ်နော် အဲ့ဒီနေရာကိုနှိပ်လိုက်နှိပ်လိုက်ရင်ဒီနေရာမှာကျွန်တော်ရွှေချက်က ID ကတ်ထဲကတိုင်ကိုယ့်ရဲ့မွေးတက်ကလေးကိုထည့်မယ်လိုက်ရှာလိုက်ပေါ့နော်မွေးတက်ကလေးကိုဒီနေရာမှာအမှန်ကန်ထည့်ပြီးမယ်ဒါကြောင့်ကျွန်တော်တို့ကပြင်သွားဖို့လိုတယ်ပေါ့နော်โอเคဒါဆိုရင်တက်ကလေးကိုထည့်ပြီးပါပြီ1990ပေါ့နော်ဒါဆိုရင်ကျွန်တော်ကလာမားနေတယ်ဆိုရင်ဒီများလေးနဲ့ရှေ့သွနောက်ဆုတ်ကိုလုံးမယ်ဘယ်လာလဲကျွန်တော်ရွှေချက်ကရွေးချယ်အဲကိုယ့်ရဲ့ပန်းရောက်ကတ်ထဲကလာโอเคလာရသွားပြီပေါ့နော်လာရသွားပြီဆိုရင်အောက်ကဘယ်နေရလဲ15ဆို16ဆို16ပေါ့နော်အဲဒီမျိုးလိုက်နှိပ်လိုက် အမွေရတက်ကြရမှန်ပြီဆိုရင်တော့ okay ကိုနှိမ့်တယ်ဒါဆိုရင်နာမည်လည်းပြောင်းပြီးသွားပြီဒါဆိုရင်ကျွန်တော်တို့ကမွေးတက်ကြရလည်းပြောင်းပြီးပါပြီမမားတော့ဘူးပေါ့နော် okay အောက်ကကန်းထီးကလည်းအရေးကြီးတယ်ဒါဆိုရင်ကျွန်တော်အမေကဘယ်မှာနေတာလဲအခုနာမည်တွေမွေးတက်ကြရတဲ့ဘယ် ID ကတည်းကသုံးတာလဲထိုင်းမလေးစင်ကာပူပေါ့နော်အဒီနေရာမှာကိုနေတဲ့ကန်းထီးကိုရွေးပေါ့နော်မြန်မာကြီးဆိုတာကိုလုံးဝမထည့်နဲ့ပေါ့နော်အကျွန်တော်အမေကဘာကက်ကိုသုံးမှလဲပေါ့အကျွန်တော်ကထိုင်းဆိုတော့လည်းထိုင်းပေါ့နော်မြန်မာတော့မထည့်နဲ့နော်အဒီနေရာမှာအကုန်ရှိတယ် အဲသူကကျွန်တော်ဒါစတားပြပေးနေတာဖြစ်တဲ့အတွက်ပေါ့နော်။ Okay ဒီလိုမျိုးဒါဆိုရင်ကျွန်တော်ထိုင်းပြတဲ့အတွက်ကန်တီကိုထိုင်းထားမယ်။ထိုင်းထားပြီးအားလုံးမှန်ကန်ပြီဆိုမှအောက်ကအပြာလေးပေါ့ဗျာ။အဲ update info ကိုနှိပ်ရမှာ။အဲဒါဆိုရင်ကျွန်တော်ရဲ့ image ကအဲစတားကိုပဲနှိပ်နှိပ်အဲ CN set တဲ့ကိုပဲနှိပ်ဒါဆိုလုံးဝမမှားဘူး။ဒီနေရာမှာကျွန်တော်တို့ကနာမည်ကလည်းဒါအမှန်ကန်လေးပြောင်းမယ်၊ဘတ်တီပြောင်းမယ်၊ကန်တီကိုထားပြီးတော့အောက်က update info ကိုနှိပ်လိုက်တယ်ဆိုရင်လုံးဝလုံးဝတရားပါ